အမေရိကန်ရဲ့ကုန်သွယ်ကုန်ကောက်ခံမှုရဲ့အသက်ဝင်လာပြီးတဲ့နောက်နိုင်ပိုင်းအကြာဖြစ်တဲ့ဧပြီ9ရက်မှာအမေရိကန်ရဲ့ပို့ကုန်တွေအပေါ်အခွန်34ရာခိုင်နှုန်းကနေ84ရာခိုင်နှုန်းအထိတိုးမြင့်ကောက်ခံသွားမယ်လို့တရုတ်ဗန်နာယီဝန်ကြီးဌာနကပြောပါရယ်။အမေရိကန်သမ္မတဒေါ်နယ်ထရမ့်ရဲ့ကမ္ဘာလုံးဆိုင်ရာကုန်သွယ်ကုန်တိုးမြင့်ကောက်ခံမှုတွေဟာဧပြီ9ရက်ကစတင်အသက်ဝင်လာခဲ့ပြီးတရုတ်ရဲ့ကုန်စည်တွေကိုအခွန်104ရာခိုင်နှုန်းအထိတိုးမြင့်ကောက်ခံခဲ့ပါရယ်။တရုတ်ကတော့အခွန်တွေတိုးမြင့်ကောက်ခံမှုကိုထပ်တလဲလဲဆန့်ကျင်ခဲ့ပြီးမိမိတို့ရဲ့အကျိုးစီးပွားကိုကာကွယ်ဖို့ ခိုင်မာပြီးအားပါတဲ့အစီအစဉ်တွေလှုပ်ဆောင်သွားမယ်လို့ဧပြီ9ရက်ကပြောပါရယ်။ဧပြီ10ရက်ဒေတာစံတော်ချိန်မွန်းတက်12နာရီ10မိနစ်အချိန်ကအစပြီးအမေရိကန်ကနေတင်ပို့လာတဲ့ကုန်စည်တွေကိုအရင်အခွန်နှုန်း34ရာခိုင်နှုန်းကနေအခု84ရာခိုင်နှုန်းအထိတိုးမြင့်ကောက်ခံသွားမှာဖြစ်ကြောင်းတရုတ်ဗန်ဒါယီဝန်ကြီးဌာနကကြေညာချက်ထုတ်ပြန်ခဲ့ပါရယ်။တရုတ်အပေါ်အခွန်နှုန်းတိုးမြင့်ကောက်ခံတဲ့အမေရိကန်ဟာအမားပေါ်အမားဆင်းတဲ့လှုပ်ဆောင်ချက်ဖြစ်ပြီးတရုတ်ရဲ့တရားဝင်မှုရှိတဲ့အခွင့်အရေးတွေနဲ့အကျိုးစီးပွားတွေကိုဆိုးရွားစွာထိခိုက်စေကြောင်း တရုတ်ဗန်နာရေးဝန်ကြီးဌာနကပြောကြားခဲ့ပါတယ်။